တို့ partial fraction သင်ခန်းစာပြီးရင်တော့ integration ကကုန်တော့ရှိသွားပါပြီเนาะအဲ့တော့1 divided by x square minus 4ကို function of x เนาะ dx နဲ့ integrate လုပ်မယ်ဆိုရင် integrate လုပ်တယ်ဆိုတာက differentiate နဲ့ကွာတာကဘာလဲဆိုတော့ differentiate ကတွေ့ရတဲ့ function ကြီးကိုအရင် shape shape ပြီးလို့ရှိရင်အဲ့ဒီအထဲမှာရှိတဲ့ function ကို shape ပြီးရင်အဲ့ဒီအထဲကအထဲက function ကိုအဆင့်ဆင့် differentiate လုပ်သွားလို့ရတယ်နော် integrate ကအဲ့လိုမဟုတ်ဘူး integrate ကတစ်ခါပဲလုပ်ရမှာဆိုတော့ပေးထားတဲ့ function ကို integrate လုပ်လို့မရရအောင် ပြောင်းမေးပြီးမှ integrate လုပ်လို့ရတဲ့အခြေအနေကိုရောက်တဲ့ချိန်ကြမှာ integrate တစ်ခါလည်းလုပ်ချရမှာနော်အခုပေးထားတာက1 divided by x square minus 4ဆိုတော့ အာဒီကောင်ကို integrate လုပ်ရင်ဒါ airline နဲ့ထွက်မယ်ဆိုတာကျင်းသေးတယ်နော်ဒါပေမဲ့အဲ့လိုလုပ်ပြီးရချိန်မှာအောက်အောက်မှာ x square ဆိုတဲ့ variable ကရှိနေသေးတယ်အဲ့ဒါကြတော့ထပ်လုပ်လို့မရပြန်ဘူးဆိုတော့1 by x square minus 4ကိုတခါတည်းနဲ့ integrate လုပ်လို့ရတဲ့ form ဝင်သွားအောင်ကျွန်တော်တို့ပြောင်းပေးရမယ်နော်ဆိုတော့ minus 4ဆိုတဲ့ကောင်ကတော့4ကတော့2 square ဆိုတာသိတာလေအဲ့တော့1 1 divided by x square minus 2 square เนาะ အဲ့ဒီလိုပြောင်းရည်လို့ရတယ်အဲ့ဒီလိုပြောင်းလို့ရတဲ့အပြင်ကိုနှစ်ထပ်ကိန်းတစ်ခုခြားနာခြင်းကအပေါင်းတကွင်းနှုတ်တကွင်းဆိုတာသိတယ်နော်အဲ့ဒီလိုခွဲပေးလိုက်ရင် x2 က x တစ်ထပ်ပဲကျန်တော့မယ်နော်အဲ့တော့ 1x+1 တကွင်း x-2 တကွင်းဆိုရမယ်ဟုတ်ပြီအဲ့ဒီမှာ integrate လုပ်လို့ရပြီလားဆိုတော့မရသေးဘူးမရသေးပေမဲ့အောက်ကပိုင်းခြေကိုကျွန်တော်တို့ အပေါ်ကတစ်ခုနဲ့ divide by x plus 2အပေါင်းအပေါ်ကနောက်တစ်ခုနဲ့1 by x minus 2ဆိုပြီးခွဲလိုက်လို့ရှိရင်နှစ်ခုခွဲပြီး integrate တစ်ခုချင်းစီကိုလုပ်လို့ရပြီเนาะဆိုတော့အဲ့ဒီမှာကျွန်တော်တို့ပိုင်းခြေမှာက x plus 2ဟာတစ်ခု x minus 2ဟာတစ်ခုဆိုတာသိတယ်ဒါပေမဲ့ပိုင်းဝင်မှာဘာတွေလာမလဲဆိုတော့ကျွန်တော်တို့မသိဘူးအဲ့ဒီပေါင်းထားတဲ့နှစ်ခုကို ပြန်စုလို့ရှိရင် uh 1 by x plus 2 uh x minus 2အဲ့ကောင်ပြန်ရမှာပေါ့နော်ဆိုတော့အပေါ်ကပိုင်းဝေတွေမှာဘာတွေလာမလဲဆိုတာမသိတော့ကျွန်တော်တို့တစ်ခုကို a ထားမယ်တစ်ခုကို b ထားမယ်နော်အဲ့ဒီ a တွေ b တွေနေရာတွေမှာဘာတွေလာမလဲဆိုတာကိုကျွန်တော်တို့ရှာပေးရမယ်ဒါ partial fraction ပုံစံလေးပေါ့နော်ဆိုတော့အဲ့ဒီ a divide by x plus 2 plus b divided by x minus 2အပါနဲ့ညီလဲဆိုတော့1 by x plus 2တကွင်း x minus 2တကွင်းနဲ့ညီတယ်အဲ့ဒီဟာကြီး equation ကြီးတစ်ခုလုံးကိုဘိုင်းကြီးမှာရှိတဲ့ x plus 2တကွင်း x minus 2တကွင်းနဲ့မြှောက်ပေးလိုက်ရင် a မှာက x plus 2ဟာကျပြီးတော့ x minus 2ကျန်မယ်အဲ့ဒါကို a နဲ့မြှောက်အောင်မယ်အပေါင်း b ဘက်မှာကြတော့ x 2ကျမ်းမယ်နော် x 2ဟာခြေသွားမယ် b အမြောက် x 2 equal အာဒီဘက်ကကောင်ကြတော့အပေါ်က1တခုပဲကျမ်းမယ်အောက်မှာရှိတဲ့ x 2ရော x 2ရောအမှနှစ်ခုလုံးခြေသွားမယ်ဆိုတော့ကျွန်တော်တို့ equation လေးပါရလဲဆိုတော့ a အမြောက် x 2 b အမြောက် x 2 1ဆိုတာရမယ်အဲ့တော့အဲ့မှာ a နဲ့ b ရှာမယ်ဟလားအဲ့တော့ B ရဖို့အတွက် A ကိုဖြောင်းမယ် A ဖြောင်းဖို့အတွက်လွယ်တယ် X ကို2ပေးလိုက်လို့ရှိရင်2 2က0ဖြစ်ပြီး A ပျောက်သွားမယ်ဒီဘက်မှာ B ကတော့2 2ပေါ့နော်ဆိုတော့ 4B 1ဆိုတာရမယ်ဆိုတော့ B ရတန်ဖိုးက1 4ဆိုတာထွက်မယ်နော်နောက်တော့ A တန်ဖိုးရှာမယ်အဲ့တော့ B ကိုဖြောင်းမယ်ဆိုတော့ X ကို -2 ထားလိုက်ဒီဘက်မှာ a ကတော့ -2 -2 ဆိုတော့ a နဲ့ဆိုတော့ ဟိုရမှာပေါ့เนาะ minus 4a ရမယ် b ကတော့ plus 2နဲ့ minus 2ဆိုတော့0ရပြီဒီပြောက်သွားမယ်ဆိုတော့ a term က minus 1 4ဆိုတာရမယ်ရပြီကျွန်တော်တို့အဲ့တော့ဟိုမှာ integrate လုပ်ဖို့အဲ့ကောင်လေးတွေသွားထည့်လိုက်တော့အဲ့တော့ကျွန်တော်တို့ integrate ကဘာရလဲဆိုတော့ minus 1 4 divided by x plus 2 dx plus 1 4 divided by x minus 2 dx ဆိုတာရမယ်เนาะဒါဆိုရင်ကျွန်တော်တို့ integrate လုပ်လို့ရသွားပြီပေါ့เนาะ ဲ့တော့ integrate မလုပ်ခင်မှာကျွန်တော်တို့အခုစာကွဲခင်းခွဲထားတဲ့ minus 14 divided by x plus 2 plus 14 divided by x minus 2ဆိုတာကျွန်တော်တို့မူလ function ကြီးဟုတ်မဟုတ်เนาะအခုခွဲထားတာပေါ့เนาะဒီ compose လောက်ထားတာအဲ့ဒါ compose ပြန်လုပ်ကြည့်ရအောင်ပြန်စစ်ကြည့်အောင်เนาะ integrate မလုပ်ခင်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်ဒီမှာသင်္ချာနည်းနဲ့တွက်ထားတယ်အဲ့ဒါ1 divided by x plus 2တကွင်း x minus 2တကွင်းဆိုတာရတယ်เนาะ ဆိုတော့အဲ1 by x 2နဲ့ x 2ဟာမူလ function ဖြစ်တဲ့1 by x 2 4ပဲပေါ့အာဒါသင်ချာဆိုတော့ calculus မဟုတ်ဘူးအာအတီချာရှင်းပြမနေတော့ဘူးအဲ့တော့ကျွန်တော်တို့အခုခွဲထားတာမှန်ပြီဆိုတော့ integrate လုပ်ရအောင် integral 14 divided by x minus 2 dx ဆိုတော့ positive sign ဆိုတော့သူ့ကိုရှေ့တင်လိုက်ရအောင်เนาะရှေ့က -14 ဆိုတော့ minus sign ကိုနောက်ပို့မယ် ပြီးတော့1 4 day က तू ကဂိမ်းတွေတွေသူ့ကို integrate လုပ်ဆရာမလို့ဘူးအပြင်ထုတ်မယ်เนาะဆိုတော့1 4 day ထုတ်ပြီးတဲ့နောက်ပိုင်းမှာ1 by x minus 2 dx minus 1 by x plus 2 dx ပဲကျန်တော့မယ်ဆိုတော့က1 by x minus 2က ln x minus 2ထွက်မယ်1 by x plus 2က ln x plus 2ထွက်မယ်เนาะ integrate လုပ်ပြီးပြီဆိုရင်နောက်က plus c ဆိုတာမမေ့နဲ့ ဆိုတော့က14ကဘုံပါနေတယ်အဲ့ဒါကိုဘုံထုတ်ပြီးတော့အာ ln x minus 2 minus ln x plus 2ဟာ integral properties အရာသူကအနှုတ်ဆိုတော့အစားဖြစ်မယ်နော်အဲ့တော့အဖြေပါရလဲဆိုတော့14 ln x minus 2 divided by x plus 2 plus c ဆိုတာရမယ်ဟုတ်ပြီနော်နောက်တစ်ပုတ်ကြည့်မယ် integral 7x minus 23 divided by x square minus 7x plus 10 dx တဲ့နော်တော်တော်ရှုပ်တယ် integrate လုပ်လို့မရဘူးအဲအောက်ကပိုင်းခြေလေးကိုကျွန်တော်တို့စာကွဲခင်းခွဲလို့ရတယ်နော်အာအဲ့ဒီအောက်က x square minus 7x plus 10ကိုစာကွဲခင်းခွဲရင် x minus 2တကွင်း x minus 5တကွင်းရမယ် ဒါကသင်္ချာဘာသာရပ်က algebra မှာသွားပြန်ကြည့်เนาะစာကဲခွင်းခွဲနည်းတွေမျိုးစုံကျွန်တော်သင်ခဲ့ပြီးပြီဆိုတော့ကအခုအဲ့လိုရတော့ရတော့လဲပဲကျွန်တော်တို့ integrate လုပ်လို့မရသေးဘူးအာကျွန်တော်တို့အဲ့ဒါကို partial fraction ခွဲလို့တော့ရပြီဆိုတာသိပြီဆိုတော့တခုခု divide by x minus 2 dx နဲ့တခုခု divide by x minus 5 dx ပေါ့เนาะ ဆိုတော့အဲ့တခုခုတွေကဘာတွေလဲဆိုတာတော့ကျွန်တော်တို့ပြန်တွက်ရမယ်ဆိုတော့ a ထားမယ် b ထားမယ်ပေါ့အဲ့တော့ a divided by x minus 2 plus b divided by x minus 5က 7x minus 23 divided by x minus 2တကွင်း x minus 5တကွင်းနဲ့ညီတာပေါ့เนาะအဲ့တော့အဲ့ဒီ equation နဲ့ကနေပြီးတော့ a နဲ့ b ကိုတွက်ထုတ်မယ် ဆိုတော့ပန်းချိန်မှာရှိနေတဲ့ x 2တကွင်း x 5တကွင်းနဲ့မြှောက်ပေးလိုက်မယ်ဆိုလို့ရှိရင် equation ဘာဖြစ်သွားမလဲဆိုတော့ a ဘက်မှာက x 2ကျပြီ x 5ကျမယ်အဲ့ဒါ a နဲ့မြှောက်ရမယ်အပေါင်း b ဘက်မှာက x 5ကျပြီးတော့ b နဲ့ x 2နဲ့မြှောက်ရမယ်ဒီဘက်မှာကျတော့ x minus 2 or x plus 5ကိုခြေသွားပြီးတော့ပိုင်းခြေပြောက်သွားမယ်ပိုင်းဝေမှာ 7x minus 23ဆိုတာကြမ်းမယ်နော်ဆိုတော့ a ဖြောက်ပြီး b ရှာမယ် b ဖြောက်ပြီး a ရှာမယ်ပေါ့နော် a ကိုဖြောက်ဖို့အတွက် x minus 5ကို5 minus 5ဖြစ်အောင် x ကို5ပေးလိုက်အဲ့တော့5 minus 5က0 a နဲ့မြောက်တော့အရာ0ဖြစ်သွားပြီ b ဘက်မှာကျတော့ b x minus 2ပါ5 minus 2ဖြစ်မယ်ဆိုတော့ဒီဘက်မှာက3ပြီးရမယ်ဟိုဘက်မှာက7အမြောက်5 minus 23အ12ရမယ်ဆိုတော့ 3b equal 12ဆိုတော့ b ရ4ဆိုတာရပြီ a ကိုရဖို့အတွက် x ကို2ပေးလိုက်လို့ရှိရင် b ပြောက်သွားမယ် a က3ဆိုတာထွက်လာမယ် b လည်းရပြီ a လည်းရပြီဆိုတော့ကျွန်တော်တို့ partial fraction ခွဲလိုက်တာကဘာရလဲဆိုတော့3 divided by x minus 2 plus 4 divided by x minus 5ဆိုတာရမယ်เนาะအဲ့ဒီခွဲထားတဲ့ဟာကိုပြန်ပြီးပေါင်းကြည့်လိုက် ကျွန်တော်တို့မူလ function ဖြစ်တဲ့ 7x minus 23 divided by x square minus 7x plus 10ဆိုတာရလားဆိုတာကိုယ့်ဟာကိုတွက်ကြည့်လိုက်เนาะကျွန်တော်တော့တွက်ကြည့်ပြီးပြီဆိုတော့ကျွန်တော်ရသွားပြီပေါ့เนาะအဲအဲ့ဒီတော့မှန်သွားပြီဆိုတော့ကျွန်တော်တို့ integrate လောက်အောင် integral 3 divided by x minus 2 dx plus integral 4 divided by x minus 5 dx ဆိုတော့3ကတော့ constant အပြင်ထွက်မယ်1 by x minus 2ကို integrate လုပ်ရင် ln x minus 2ဆိုရရမယ်အဲဟိုကောင်က4ကိုပြင်ထုတ်မယ် 1 by x minus 5ကို integrate လုပ်ရင် ln x minus 5ဆိုတာရမယ် plus c ကိုမမေ့နဲ့เนาะဒီအဖြေကိုဒါ logarithm properties အရာအဖြေထုတ်ပြရင်လည်းရတယ်เนาะခုနကပုံစံလိုမျိုးဆိုတော့အပေါင်းဆိုလို့ရှိရင်ဒါအမြောက်ပေါ့ခုနကတော့အနှုတ်ဆိုတော့အစားအာဘာမှမလုပ်ဘဲဒီတိုင်းထားရင်လည်းဒါအဖြေရပါပြီเนาะဆိုတော့ကဒါက partial fraction linear factor လို့ခေါ်တယ်နော်အောက်ကအောက်က x အထက်တွေကိုနောက်ဆုံးတစ်ထပ်တည်းကျန်တဲ့ဒီခွဲလို့ရတယ်နော် x တစ်ထပ်ပဲကျန်မယ်ဆိုရင်ဒါ linear တစ်ထပ်ထပ်ပိုမယ်နှစ်ထပ်တို့သုံးထပ်တို့ဆိုရင်တစ်ထပ်တည်းကျအောင်လဲခွဲလို့မရအောင်နှစ်ထပ်တွေသုံးထပ်တွေကျန်မယ်ဆိုရင်ဒါ polynomial factor ဖြစ်သွားမယ်နော်ဆိုတော့ partial fraction polynomial factor ကိုကျွန်တော်တို့နောက်သင်ခန်းစာမှာလေ့လာမယ်ကဲဒီနေ့တော့ဒီလောက်ပါပဲ